My hey, name is Gezen Chauke okay, from South Africa. Thank you for giving me a chance to ask. So, to what Africa got Lara Pide? To go Megu, Meku, and Pide to prophet go Jesu Tende, Lupio Bade. Question, men of God. I'm coming here from South Africa. Since 2015, I've started some businesses. I do have a manufacturing. So, in no, ဆင်းကတဲ့ကနေသူကဒီစိတ်ယုံ လုပ်ငန်းလုပ်တာဖြစ်တယ်စိတ်ယုံကိုထိုးထောင်းတာပေါ့နော်အဲ business one manufacturing cleaning product i'm learning people i've လူတွေကိုအကျွေးချိပေးတဲ့အလုပ်လည်းလုပ်တယ်အဲ rental for accommodation လူတွေကိုအိမ်ငါပေးတဲ့အလုပ်လည်းလုပ်တယ် but my problem is i get money you ဒါပေမဲ့အဲကျွန်တော်ပတ်စံတော့ရတယ် ဒါပေမဲ့သူလက်ထက်မှာပစ္စာမကြံဘူးပရဖက်ပြောတာကနေဟာစိုးတဲ့ယောက်ျားတော့မဟုတ်ပါဘူး Yes man of fanatic မန်ဒဲလို့သူကကိုယ်တိုင်ဖြေပါတယ် term you started watching something on the television ဒါပေမဲ့အချိန်ကြာလာတဲ့နေ့မြနေ့မှာဗာပြောင်းလဲတလဲဆိုတော့နေဟာ TV မှာ အရင်တော့ကမကြည့်ဘူးတဲ့ဟာတွေကြည်တယ် True my prophet ဖျားတခင်ရဲ့လူ prophet မှန်ပါတယ် became addicted နေကအဲ့ဒါဆွဲလန်းလာတယ် you correct you the prophet ဟာနေကဖျားတခင်ရဲ့ prophet အစ်စ်ဟုတ်တယ် prophet နင်းပြောတာမှန်တယ် i just want to confirm what the men of god did prophet ပြောတာမှန်ကန်ကြောင်းကျွန်တော်ဒီမှာဝန်ဝန်ခံချင်ပါတယ် it is true i've been watching pornography ကျွန်တော်ကအပြာကကြည့်ပါတယ် Since then, women started to follow me and အဲ့ဒီအပြာကကြည့်တဲ့နောက်ပိုင်းမှာဘာပြောင်းလဲလာတယ်လဲဆိုတော့အမျိုးသမီးတွေကကျွန်တော်နောက်ကိုလိုက်လာပါတယ် inbox ဆိုတော့အပြာကကြည့်ယုံတယ်နဲ့အမျိုးသမီးခုနောက်လိုလိုက်လာတယ်ဆိုတော့မိတ်ဆွေတို့ကနားလည်မှာမထင်ဘူးပေါ့နော်ဆိုတော့အစမှာတော့လူကောင်းဖြစ်တယ်အမျိုးသမီးတွေမလိုက်ဘူးဒါပေမဲ့အခုကသူ TV ထဲမှာအပြာကကြည့်တဲ့ခါကျတော့ အခုအမျိုးသမီးတွေလိုက်လာတယ်။ဘာကြောင့်လဲဆိုတော့အပြာကကြည်နေတယ်ဆိုတာကိုစာရန်ကမြင်တော့တဲ့အခါမှာစာရန်ကအပြင်မှာတကယ်ရှိတဲ့အမျိုးသမီးကိုအတုံးပြုပြီးမှသူ့ရှိကိုဆက်လွတ်ရတာဖြစ်တယ်။ on social media and then ကျွန်တော်အမျိုးသမီးတွေကဘယ်ကနေသူ့နောက်လိုက်တယ်လဲဆိုတော့ဒီ social media ပေါ့နော်ဒီ internet ထက်ကနေလိုက်တာဖြစ်တယ် problem affected my relationship with my wife ဆိုတော့ဒီကိစ္စဟာဘယ်မှာနောက်ဆက်တယ်လဲဆိုတော့သူ့ဇနီးနဲ့သူ့ဂျားမာအနောက်ဆက်ဝင်လာတာဖြစ်ပါတယ် because i was always on social media ဘာဖြစ်ဆိုကျွန်တော်ကအမေရိကန်ဖုန်းထဲမှာအမျိုးသမီးတွေနဲ့တခြားမိန်းမတွေနဲ့ပေါ့နော်အအချိန်ကုန်နေတာဖြစ်တယ် going on for this gentleman from South Africa. အပြာကကြည့်ချင်းတဲ့ကဝင်လာတဲ့နတ်စုကိုပရော့ဖက်ကနင်ထုတ်ပေးတာဖြစ်ပါတယ် မတရားမေထုံဖြစ်စေတဲ့နတ်ဆိုကာမနတ်ဆိုဖြစ်ပါတယ်။ဒါကျွန်တော်တို့နိုင်ငံကလူတွေဒါတွေမတိဘူးဒါကလေ့လာဖို့လိုတယ်။ခရိယန်ဘာသာတစ်ခုပဲတိတာတိဖို့လိုတာမဟုတ်ဘူးခရိယန်မဟုတ်တဲ့ဗုဒ္ဓဘာသာမွတ်စလင်ဟိန္ဒူနတ်စာအကုလုံးဒီအပြာကားနဲ့ပတ်သက်ပြီးမှနတ်ဆိုဝင်တယ်ဆိုတာကာမနတ်ဆိုဝင်တယ်ဆိုတာတိထားမယ်ဆိုရင်တော့အများကြီးမိသားစုကတက်တာရရမှာဖြစ်ပါတယ်။ Thank you men of God. Women make a line. တော့မင်းကလေးတွေကနိနာမှာတန်းစင်နေတယ်လို့ပရောဖက်ကမြင်ရပါတယ်ဆိုတော့သူကတော့နတ်ဆုနေထုတ်ပေးလို့ဂျေဇုတင်တယ်လို့ပြောပါတယ်ဆိုတော့တမန်ကျမ်းစာထဲမှာယေရှုခရစ်တော်လာတဲ့အခါမှာယေရှုနာမနဲ့နတ်ဆုကိုနင်ထုတ်ရတယ်ဆိုတာရှိတာဖြစ်ပါတယ်တခြားဖျားတွေရဲ့ရာဇဝင်မှာနော်အဲ့ဒီဖျားတွေရဲ့နာမကိုအတုံးပြုပြီးမှနတ်ဆုကိုနင်ထုတ်ရတယ်ဆိုတော့ဩဝါဒမရှိတယ်လို့ရာဇဝင်လည်းမရှိဘူးတိုးတော်လည်းခရစ်တော်ရဲ့ဒေသနာမှာတော့ ခရစ်တော်နာမကိုအမည်ပြုပြီးမှလူထဲမှာရှိတဲ့နတ်စုကိုနင်ထုတ်ရမယ်ဆိုတဲ့အမိန်ပေးစေခန့်ချက်ကရှိတာဖြစ်တဲ့အတွက်အခုလိုအပြာကကြီးချင်းတွေကဝင်လာတဲ့နတ်စုကိုပရောဖက်ကနင်ထုတ်ပေးရတာဖြစ်ပါတယ်။ဒါနင်ထုတ်မှတာသူကလူမြောက်ချင်းတို့ရောက်မှာဖြစ်ပါတယ်။ Oh your money goes အဲ့ဒီမင်္ဂလိတွေအတွက်ကြောင့်နင်ပစံကကုံသွားတာ။ပြတ် truth that is true man of god အဲ့ဒါလောဝမန်တယ်အဲ့ဒါလောဝမန်တယ်လို့သူပြောတယ်ဆိုတော့သူကစစ်ပွဲရဲ့အကြီးကျယ်လုပ်တဲ့သူဖြစ်တယ်ပက်ဆံမွန်လာဆိုဝင်တယ်ဒါပေမဲ့နတ်ဆူဆယ်လို့လိုက်တဲ့မင်းကလေးတွေကြောင့်ပက်ဆံကအဲ့ဒီထဲကိုပါသွားရတာဖြစ်ပါတယ် truth man of god and truth man ကဖျက်ခြင်းလို့ပြောတာမှန်တယ် the time you met a half cast girl your life ကျောဘေချင်းကနေပို့ဆိုးသွားလဲဆိုတော့ half cast girl ဆိုတာကဘယ်လိုပြောမလဲဆိုတော့ အမျိုး အချင်းချင်းယူထားကြတာပေါ့နော် အမျိုးအချင်းချင်းယူထားတာအရက်နင်းနင်းအဲ့လိုမျိုးယူထားကြတာဟာဟာခတ်စ်လို့ခေါ်တာပေါ့နော်အာဘလုဘလုခေါ်လဲဟိုအဝဲကလိုယူထားတာမဟုတ်ဘူးသူမယူတင့်ပဲနဲ့အရက်နင်းတဲ့ဟာကိုယူထားတာကိုပြောတာဖြစ်တယ်အဲ့ဒီကနေအမျိုးမဘလို့ပြောမလဲအဲ့ဒါမျိုးကြတော့အမျိုးမစစ်ဘူးလို့ခေါ်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးအမျိုးတမင်တရားနဲ့တူပတ်တက်ခဲ့တာဖြစ်တယ် never been the same အဲ့ဒီအဲ့ဒီချိန်ကစပြီးသူ့ဘဝကပြောင်းလဲသွားတာဖြစ်တယ်။ Woman of God that's my problem she was all over your body the half husga since that အဲ့ဒီကမလေးကနင်းတကူလုံးကိုနင်းကို လွမ်းခြုံထားတယ်လို့ပြောပါတယ်။ No peace နင်းစမငင်းတဲ့ချင်းမရှိတော့ as like following me and အဲ့ဒီမိမကကျွန်တော်နောက်ကို လိုက်ပါတယ် deactivated my my facebook and blog day what so ဘယ်ချင်းကစပြီး like တယ်လဲဆိုတော့သူတစ်ခါပိတ်ထားတဲ့အဲ facebook ကိုပြန်ဖွင့်တဲ့အခါမှာစပြီးမှ like ချင်းခံရတာဖြစ်တယ် man of god said is true prophet ပြောတာမှန်ပါတယ်ဒါကအပြာကားတဲ့ကနဲ့ကြည့်ချင်းတဲ့ကနဲ့ဝင်လာတဲ့မတရားမေတုံဖြစ်စေတဲ့နတ်ဆိုဖြစ်ပါတယ် in my business collapse ဘလောက်ဒီဆိုးတယ်လဲဆိုလို့ရှိရင်သူ့ရဲ့စီးပွားရေးပြတ်စီသွားတယ် ဆိုတော့ဝိညာဉ်နယ်ပယ်မှာတိုက်ခတ်တာဖြစ်တဲ့အတွက်မင်းရတဲ့စိတ်ပွားရဲ့ပြည့်စစ်တာဖြစ်တယ် As Jesus forgive you I ask Jesus to ယေရှုဖျားကအခုပဲတောင်းပန်ပါလို့ပြောတော့သူဒုထောက်ပြီးမှယေရှုကိုတောင်းပန်တာဖြစ်တယ်ယေရှုဖျားကျွန်တော်ရဲ့အပြစ်ကိုလွတ်တော်မူပါ Give me for the salvation of my soul ကျွန်တော်ရဲ့ဝိညာဉ်ကိုလည်းပဲကယ်တော့ပေးပါ Thank you Jesus Thank you prophet Leave the women alone အဲ့ဒီမိမတွေကိုဘေးမဲ့တော့တဲမှာထားထားပါ 피아르게 알롱 쪽에 와서 가운데 배웠어요.